ကဲအားလုံးနော်အချိန်ရတဲ့အခိုက်ကလေးကိုကြိုးစားပြီးတော့တရားနှလုံးသွင်းကြရနော်အဲ့တော့ခုအစဉ်ယဟန်အမနော်ဘယ်တော်ကြီးပေါ့နော်တော်ဝါလေးရဲ့တောင်းဆိုချက်အတိုင်းဒါလူတိုင်းလူတိုင်းရှေ့ရေးကိုမျော်တွေးတတ်တဲ့လူတိုင်းဟာအဲ့ဒီငါတီကန်နီးရင်မလုပ်မလဲ ဘယ်လိုသိမလဲဆိုတော့ပြဿနာတစ်ခုရှိတယ်။ဒါအမျိုးမြင်ရှိတဲ့လူတိုင်းကဒါကြိုပြီးတော့စဉ်းစားတဲ့ကိစ္စအခုပေါ့နော်။အေးရဖြာကလဲနေပြီဆိုရင်ဘာတွေနှလုံးသွင်းနေလဲဘယ်လိုနှလုံးသွင်းရလဲဘယ်လိုကြော့ဖြတ်နော်သိတဲ့ခါရောဘယ်လိုစိတ်နဲ့သိရရင်ကောင်းတယ်။နော်အရိယာမဖြစ်သေးတဲ့ပုံပုံတိုင်းမှာဒါမသိမဖြစ်လိုအပ်နေတဲ့အချက်တစ်ခု။ဟုတ်ပြီ ်ဦးဇင်းတို့နည်းနည်းစဉ်းစားကြည့်ရအောင်ဦးဇင်းတို့ခုဘဝရည်တည်ခြင်းနဲ့နေကြတဲ့အခါဖြည့်ရှင်းနေရတဲ့ကိစ္စနေနေစဉ်နဲ့မြောက်ဖြည့်ရှင်းနေရတဲ့ကိစ္စတည်ငါကိစ္စရှိတဘဝစာကိစ္စရှိတတန်ရာလုံးကိစ္စရှိကိစ္စ၃မျိုးရှိတည်ငါကိစ္စ တဲ့င်ကကိစ္စလေးတွေတဲ့င်ကကြောင့်ဖြစ်ပေါ်လာတဲ့เนาะလောဘတွေဒေါသတွေမောဟတွေအချင်းချင်းပြောရင်တောင်းတမှုနဲ့ကြောင်းချမှုเนาะတကယ်တော့လောကကြီးကိုတိဆောက်ထားတာဒီတစ်ခုဒီနှစ်ခုနဲ့တိဆောက်တာလောကကြီးကိုဘာနဲ့ဖွဲ့ဖွဲ့ရှင်းထားပါသလဲလို့ဆိုရင်ဒီတောင်းတမှုနဲ့ကြောင်းချမှုเนาะတရားတော်တွေရဲ့ပရိယောတွေမှာဆိုရင်ပြဿနာပြတာတဏှာလို့တစ်လုံးနဲ့ပဲပြောလိုက်ဒါပေမဲ့ဦးဇင်းတို့အခုကတော့ အချိန်တူတူအတွဲမှာပြည့်ပြည့်စုံစုံချီရောက်ခြင်းလို့ဦးနေတဲ့ပါဠိတော်ကြီးတွေကစကားတွေကိုမတုံးတော့ပဲနဲ့အရာစကားတက်တက်ပဲတုံးပြီးတော့ဒီနေ့ဝေဖန်ကြည့်နော်အဲ့တော့တောင်းတမှုနဲ့ကြောင်းကြမှုဒီနှစ်ခုအတွက်ဖြည့်ရှင်းကြတဲ့အခါကျတော့နော်တစ်ချိန်ကတခဏစာဖြည့်ရှင်းကြရတာရှိတယ်ဥမာတခဏစာစာရေးတောက်တာဖြည့်ရှင်းတယ်နေရေးထိုင်ရေးဖြည့်ရှင်းတယ်တွားရေးလာရေးဖြည့်ရှင်းတယ်ဖြည့်ရှင်းနေရတဲ့ကိစ္စတွေအများကြီးပဲ အာယသမီးရေးဖြည့်ရှင်းတယ်နော်ကိုပတ်ဝန်းကျင်အရေးဖြည့်ရှင်းတယ်အဲ့တော့အဲ့ဒီဖြည့်ရှင်းမှုလေးတွေမှာလည်းတတိနဲ့ပညာမပါခဲ့ဘူးဆိုရင်ဖြည့်ရှင်းမှုမှာမှားသောဖြည့်ရှင်းမှုရှိတယ်မှားမှန်သောဖြည့်ရှင်းမှုရှိတယ်နော်အဲ့တော့ဥစ္စာတို့ဟိုလူနဲ့တလိမ့်ဆန်ဘာกว่าလဲဆိုတာအဲ့ဒါกว่าနော်လူမှာကြတော့ကိုဖြည့်ရှင်းရတဲ့ကိစ္စတွေမှာ အတတ်နိုင်ဆုံးနောက်ဆက်တွဲပြဿနာနည်းအောင်နော်ဖြေရှင်းကြတာအခုလောက်ကန်သွားသွားလာနေကြတော့နောက်ထပ်အခုစားလိုက်တယ်ဒီအစားအသောက်တွေနောက်ထပ်ပြဿနာထပ်မတက်အောင်နော်ဒီအစားအသောက်တွေနော်အနေထိုင်ဒီနေထိုင်ရေးအတွက်နောက်ထပ်ပြဿနာမတက်အောင်ကြီးနော်ဒီဒရင်ကဖြေရှင်းမှုမှာနောက်ဆက်တွဲပြဿနာမလာအောင်ဆိုတော့တိရစ္ဆာန်တွေကြတော့မဟုတ်ဘူးရှင်းတော့သူတို့မှစဉ်းစားနိုင်တဲ့စွမ်းအားမရှိမရှိတော့တရင်ကသူကိစ္စသူ ရှင်းရှင်းပြလိုက်တာနောက်ပြဿနာနောက်ကြည့်ရှင်းမယ်နော်အဲ့တော့သူမှသတိမပါဘူးပညာမပါဘူးနောက်တခါတို့ဘုရားဘာသာတွေနဲ့နဲ့တော့တို့ဘုရားဘာသာမဟုတ်တဲ့လူတွေရောဒီကိစ္စနှစ်ခုအကျုံးဝင်တရင်ကကိစ္စတဘဝကိစ္စနော်ဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေလည်းဒီတဘဝကိစ္စဖြည့်ရှင်းမှုတွေမှာတဘဝစာနော်ဟိုအမှားရွေးနေအောင်နော်နောက်ဆက်တွဲပြဿနာတွေနေနိုင်သမျှနေအောင် เนาะအကောင်းဆုံးဖြစ်အောင်ဖြည့်ရှင်းနေကြတာပဲအဲ့တော့အဲ့ဒီဖြည့်ရှင်းမှုမှာလည်းအတူတူပဲတဘဝစာမှာလည်းတောင်းတမှုနဲ့ကြောက်ကြမှုပဲဒီနှစ်ခုအတွက်နောက်မှတောင်းတခြင်းကင်းအောင်ကြောက်ကြခြင်းကင်းအောင်အဖြေရှာနေကြတာအခုဒနေငါစာဆိုတဲ့ဗိုက်စာလေဆိုတော့ဗိုက်စာလေဆိုတော့တောင်းတလာတယ်အဲ့ဒီစာတဲ့ဟာလေးကိုဒနေကစားတော့ပြီးဖြည့်ရှင်းလိုက်တယ်အဲ့ဒီနောက်ကကြောက်ကြမလာအောင်ဆိုတော့ တော့မလာအောင်သာပြောတာနဲ့ပြန်စားဖို့တော့တခါကြောင်းကြနေရသေးတာနော်တောင်းတမှုနဲ့ကြောင်းကြမှုအတက်တခါလေးဟိုကို့အတွက်ဘလို့မအဆက်မပြတ်နိုင်နဲ့နော်ပြဿနာကြီးတစ်ခုဖြစ်တယ်အခုတောင်းတမှုကိုဖြေရှင်းလိုက်တယ်နောက်ထပ်တောင်းတမှုတစ်ခုထပ်လာအခုကြောင်းကြမှုတစ်ခုဖြေရှင်းလိုက်တယ်နောက်ထပ်ကြောင်းကြမှုတစ်ခုထပ်လာဘဝမှာလည်းဒီတိုင်းပဲနော်အခု system တွေပေါ့အမေရိကန်က American system နဲ့ဖြေရှင်းတယ် ဟိုဥရောပဥရောပစစ်စံနဲ့ဖြည့်ရှင်းတယ်။အော်စတြေးလျအော်စတြေးလျစစ်စံနဲ့ဖြည့်ရှင်းတယ်။အာရှအာရှစစ်စံနဲ့ဖြည့်ရှင်းတယ်။သူစနစ်နဲ့သူဖြည့်ရှင်းနေကြတာ။ဒီလူတွေဘာဖြည့်ရှင်းနေကြတာလဲလို့မေးတော့အဲ့ဒီတောင်းတမှုနဲ့ကြောက်ကြမှု။ဆိုတော့တည်ငါစွာဖြည့်ရှင်းမှုကလည်းတည်ငါသာချုပ်ငိမ့်သွားတဲ့အောင်ထင်ရပေမယ့်။နော်။တည်ငါပြီးတည်ငါဆက်ပြီးဒုက္ခပေးနေတာ။နော်။တဘွားစာမှာလည်းဒီတိုင်းပဲ။တို့လူတွေကြတော့တဘွား ဇာဆိုတော့ဘဝတစ်ခုလုံးအတွက်တောင်းတမှုကင်းသွားတဲ့ပုဂ္ဂိုလ်ကြောင်းကြမှုကင်းသွားတဲ့ပုဂ္ဂိုလ်ကဲရိုးရိုးဒီလူမှုဘဝဖြည့်ရှင်းမှုနိလန်းနေတယ်တဘဝလုံးငြိမ်းသွားတယ်လို့ရှိလားမရှိဘူးနော်အဲ့တော့တို့လူတွေကကြည်လိုက်တည်ငကဇာတဘဝဇာအခုတို့ကြတော့ပါတတန်တရားတို့အခုသေရေးကိုဘာလို့ပူရလဲဆိုတော့ဗုဒ္ဓဘာသာဝင်နေနော်ဘာလို့ဒါကိုပူရတယ်လဲဘာလို့ဒါကိုရှာဖွေနေကြတာ တကယ်တော့ကျန်တဲ့ဘာသာတွေကလည်းသူတို့အမှန်တရားကိုမရှာဖွေနိုင်တဲ့အတွက်တန်တရားကြီးရှိနေတယ်ဆိုတာသူတို့မသိအခုငါတို့တွေကြတော့သိထားသိထားတော့အခုသိထားတယ်ဆိုတာလေတန်တရားကြီးဆိုတာတို့အတိတ်ဘဝတွေလည်းတို့မမြင်နိုင်အနာဂတ်ဘဝဘူးမမမြင်နိုင်ပြုလုပ်เสียရမရှိဘူးလက်စုပ်လက်ကင်ပြုလုပ်เสียရမရှိဘူးသို့တော့တို့အသိဉာဏ်နဲ့ပြန်စဉ်းစားကြည့်လို့ရတယ်နော်ငယ်ငယ်တုန်းကကိစ္စ ငငယ်တုန်းကယက်တီမှုကနေအရွယ်လက်တန်းစားယက်တီမှုစီကိုအထောက်ပံ့မပေးဘူးလားနောက်ငယ်တုန်းကအနေထိုင်မှန်ခဲ့မှနောက်အလုတ်ကင်မှန်ခဲ့မှလူလက်တန်းစားဖို့ကမှနောက်အစဉ်ပြေပြေဖြည့်ရှင်းနိုင်တယ်အစဉ်ပြေပြေယက်တီနိုင်လူလက်တန်းစားဖို့ကတော့မှန်မှန်ကန်ကန်နောက်ကြည်ကြံအားထုတ်နေထိုင်ခဲ့မှအခုအသက်ကြီးလာတဲ့ခါကျတော့မပူမပင်မတောင်းမတမကြောက်မကြနေလို့ရလာ နော်သူ့အရွယ်နဲ့သူအခုအသက်ကြီးလာတဲ့ခါကျတော့ဆိုတော့နော်ဒီတေကနေအရွယ်ကျတော့တေတေမဲ့အချိန်ထိနော်နေထိုင်မှန်ခဲ့မှနော်အလုတ်ကင်မှန်ခဲ့မှဘဘူးမပင်မတောင်းမတမကြောင်းမကြာနေလို့ရဆိုတော့ပြန်ကြည့်လိုက်ရင်အကြောင်းကျိုးတွေဆက်နေတယ်နော်ငယ်တုန်းကလုတ်ခဲ့တဲ့ဟာတွေကဟိုအလကားပဲအချိန်ကြီးပဲလို့ပြောလို့မရဘူးနော်အခုလုတ်ငယ်တုန်းကလုတ်နေတာဟာ အရွယ်လက်အတွက်အထောက်ပံ့ပေးနေတယ်အရွယ်လက်လုံနေတာဟာအရွယ်ကြီးအတွက်အထောက်ပံ့ပေးနေတယ်အရွယ်ကြီးလုံနေတာဟာဒီကနေ့မှအထောက်ပံ့ပေးနေတယ်ဟောအကြောင်းကျိုးလေးတွေအကြောင်းကျိုးလေးတွေဒါအောင်ကြည့်ချင်းအဖြစ်တို့မှာအတိတ်ဆိုတာလည်းရှိခဲ့တယ်နော်ပစ္စုပန်ဆိုတာလည်းရှိနေတယ်အနာဂတ်ဆိုတာလည်းရှိနေဆိုတော့အခုဘဝရည်တည်မှုကလေးမှာအတိတ်ဘဝကအထောက်ပံ့နေရှိနေတယ်အခုလုံနေတဲ့အလုပ်တွေဟာလည်းအနာဂတ်အတွက်အထောက်ပံ့နေဖြစ်နေအောင်ပဲ เนาะဒါအလုံးဘာလို့ဒီကဒီလောက်ထိဥစဉ်ကတိုင်ဝိုင်းယူပြောနေတာလေတချို့ကတေကန်နီးကြမှာအေးရပြာကလဲတော့မှာအရေးပေါ်အကူကြီးထတောင်းတော့မယ်ဆိုတော့ဥစဉ်ကဒီလွတ်မြောက်ကြောင်းတရားတွေကိုဖော်ဖို့အဆင်မပြေနိုင်ဘူးဘလို့မှမသိနိုင်ဘူးအခုမှအခုထလုပ်လို့ရမှာမရနိုင်ဘူးအဲ့တော့အခုကောင်းပြီအဲ့တော့အဲ့ဒီတောင်းတမှုနဲ့ကြောင်းကြမှုတကယ် problem တစ်ခုအဲ့ဒီတောင်းတမှုနဲ့ကြောင်းကြမှု ကြောင့်เนาะတန်တရားတွေကိုလည်းဆက်ဆက်ပြီးတော့လဲလာခဲ့ကြတယ်အခုပြည်စုံပန်တိုင်းမှာလည်းဖြည့်ရှင်းဖြည့်ရှင်းနဲ့မပြီးနိုင် မစီးနိုင်လာခဲ့ကြသလိုတဘွားပြီးတဘွားလာကြလိမ့်ဦးမယ်ဆိုတာလည်းတို့ခတ်မှန်းကြည့်လို့ရနေတယ်အောက်မှာအဲ့တော့အရာအလုံးမှာเนาะတည်ငင့တခဏစာဖြည့်ရှင်းမှုသာမှန်ကန်ခဲ့ရင်တဘွားစာမမှန်နိုင်ဘူးလား မှန်နိုင်တယ်အဲ့တော့ဘဝတစ်ခုစာမှန်ခဲ့ရင်တန်တရာလုံးစွာတော့မှန်နိုင်တယ်အဲ့တော့ငါတို့အခုတန်တရာနဲ့အမြနော်တန်တရာနဲ့အမြဒုက္ခတန်တရာဘာလို့လည်နေကြတာလဲဆိုတော့တည်ငါဖြည့်ရှင်းမှုလေးတွေမမှန်ခဲ့လို့ဟောတည်ငါတည်ငါတည်ငါဖြည့်ရှင်းတာမှန်သွားခဲ့ရင်ခါဝရအတွက်ပူစရာမလိုဒီလိုပြောခြင်းအဲ့တော့အဲ့ဒီတည်ငါကလေးမှာတည်ငါကလေးမှာ ဒုဒ္ဒတွေအတွက်ဒီတောင်းတမှုကြောင်းကြမှုဘာလို့မကင်းနိုင်လဲ။နော်တောင်းတမှုမကြောင်းကြမှုမကင်းနိုင်တဲ့လက်သက်တရားခံဘာလို့လဲ။ဆိုတော့ကြားဘူးနေကြစကားပဲတဏရဲ့မာနရဲ့ဒိဋ္ဌိဟောဘာလဲလဲတဏရဲ့မာနရဲ့ဒိဋ္ဌိမြမလူပြန်ပြောလိုက်ရိုးရိုးလေးပြောရင်ငါကိုငါဟာငါ့ဆာဖြစ်တာ ဲ့တော့ငါကငါဟာငါဥစ္စာလုံနေသေးသည်၍တောင်းတမှုလည်းမကင်းဘူးကြောက်ကြမှုလည်းမကင်းဘူးဘယ်တော့မှမကင်းနိုင်ဘူးအဲ့တော့တတိင္ကစာဆိုတာဒုရဒုရတွေကအေးရဖြာကလဲမှာဆိုတော့အေးရဖြာကလဲတဲ့အချိန်နှလုံးသွင်းဖို့ရအခုကလေးကရင်နှလုံးသွင်းမှန်နေဖို့အရေးကြီးတယ်တော့အချိန်ပြည့်နှလုံးသွင်းမှန်နေရနော်အတိကဥစဉ်တို့ဒီပြဿနာအလုံးငြိမ်းချင်တယ်ဆိုရင် ခုနတဏ္ဍာမာနဒိဋ္ဌိဆိုတာလဲသကလုံးသုံးလုံးဖြစ်နေတယ်နော်အဲ့ဒီသကလုံးတည်းမှာငါကိုငါဟာငါအောက်စာဆိုတော့ဒီငါငါငါဆိုတဲ့အထက်မှာတဏ္ဍာရဲ့မာနရဲ့ဒိဋ္ဌိရဲ့ရှေ့ရလာတာတဏ္ဍာအလဲမာလာတာမာနနောက်ဆုံးမှာဒိဋ္ဌိဒါပေမဲ့အဲ့ဒီနောက်ဆုံးဒိဋ္ဌိကတို့အတွက်နော်အမြင့်အရင်အမြင့်အကြဆုံးတေယခံတေယခံအစစ်ကဒိဋ္ဌိနော်ဒိဋ္ဌိရှိနေလို့မာနရှိတယ် နော်ဒိဋ္ဌိရှိနေလို့တဏှာရှိတယ်အဲ့တော့တဏှာမာနရဲ့အရင်ခံသည်ဒိဋ္ဌိရှိတယ်အဲ့တော့ဒီခန္ဓာကိုယ်ကိုငါငါအဥ္စာလှုပ်ထားလိုက်ခြင်းဟာနော်ငါငါအဥ္စာလှုပ်ထားသည်တောင်းတမှုလည်းလာနိုင်မယ်ကြောင်းကြမှုလည်းလာနိုင်ဆိုတော့တို့ယက်တီမှုတွေအားလုံးဟာအဲ့ဒီအတွက်ဖြစ်ရှင်းလာခဲ့တာတယောက်နဲ့တယောက်ကိုကိုဘဝအတွက်လည်းမပြီးနိုင်နော်ကိုဘဝဝင်ကျင်အတွက်လည်းမပြီးနိုင်အမြဲတမ်းထာဝရမပြီးနိုင်ဘာလို့မပြီးခဲ့တာလဲဆိုတော့ငါဖြစ်နေလိုက် ငါငါဥစ္စာဖြစ်နေလိုက်လို့ဒါကြောင့်မလို့ဒကမကြီးတို့တရားတွေအချိန်ပါများစွာနာထားပြီးသားနော်သောတာပန်တည်ပြီးတဲ့ပုဂ္ဂိုလ်ကကိစ္စအလုံးပြီးသလောက်ဖြစ်သွားတယ်။ဘာဖြစ်လို့လဲသောတာပန်တည်ပြီးသားပုဂ္ဂိုလ်တယောက်ဟာတဲ့မြတ်စွာဘုရားဥပမာပေးတာရှိတယ်။နာလဲနာဘူးလိမ့်မယ်နော်။ကမ္ဘာမြေတုနဲ့မြတ်ရှိတဲ့မြေတုကြီးပေါ်မှာအဲ့ဒီမြေတုတွေကနေမြေမုံလေးနည်းနည်းကိုမြတ်စွာဘုရားသူ့လက်သေးပြားပေါ်တင်လိုက်တယ်။အဲ့တော့လက်သေးပြားပေါ်တင်ပြီးတော့ဒီလက်သေးပြားပေါ်မှာတင်နေတဲ့မြေမုံနဲ့ ကဘာမြေအထုကမြေပုံနဲ့နှိုင်းကြည်သံနဲ့ပမာဏချင်းလို့ဆိုပါစနစ်တွက်လို့မရတော့အလုံးကွာပါပြီကွာ0.000ဆိုတော့အလုံးကိုမပြောပါလောက်တဲ့ပမာဏပဲလက်သိပ်ပုံရှိတယ်ကဘာမြေလူနဲ့ရှင်ကြည့်အစတော့ပုထုစဉ်တယောက်ရဲ့ပြဿနာတွေနဲ့သောတာပန်တယောက်ရဲ့ပြဿနာအဲ့လိုကွာပါအဲ့ဒီတော့တာမနဲ့သူပုထုဇဉ်ကလည်းဘာကွာသွားလဲဆိုတော့ငါရှိတယ်နဲ့မရှိတာပဲကွာအဖြစ်ရတစ်ခုတည်းပဲဒီမှာကြီး ဲ့တော့တရားတွေကဘလောက်ဖဲအများကြီးခေါ်နေခေါ်နေတကယ်အရင်စစ်တော့ဒီတစ်ခုတည်းပဲအဲ့တော့တို့မှရှိတဲ့ယုတ်တရားတွေနန်တရားတွေနော်တော့ပြောတော့အကျေကြီးပေါ့အဲ့တော့ဒီကနေ့ကျတော့ယုတ်တို့နန်တို့ခွဲဖို့မဖြစ်နိုင်ဘယ်ဘက်ကဝေဒနာခံစားနေတာသိတာတကယ်ဝေဒနာပြင်းထန်လာပြီဆိုတဲ့အချိန်ကျရင်ဘာလဲညာလဲနာမည်မတက်ဘူးအဲ့တော့ဘယ်လိုဘယ်လို ဝေဒနာမျိုးပေါ်လာခဲ့ပေါ်လာခဲ့တကယ်တော့တခုတည်းပြောရင်သူအာယုံပဲတခုတည်းပြောရင်အာယုံပဲဒါဒါဆိုတော့ဥစဉ်အတွင်းနဲ့အချင်းချင်းပဲဟောရမယ်နော်အကုန်လုံးအကျေပြန်ပြောနေလို့မရဘူးကျွန်တော်တခုတည်းပြောရင်အာယုံပဲအဲ့ဒီကြုံရတဲ့အာယုံမှလည်းမြတ်ဟာအဲ့ဒီအာယုံကလည်းငါမဟုတ်သူလို့အာယုံကိုတိနေတာလည်းငါမဟုတ်ဘူးဟုတ်ကဲ့လားဘာလို့ဆိုကိုကိုရုပ်ကိုနာကိုကိုပိုင်သလားမပိုင်တော့အဲ့ဝေဒနာအာယုံကိုရောပိုင်မှာမပိုင်ဘူး ဒါအခုတင်ညာသိနဲ့သိကြတာအဲ့တင်ညာသိကိုကိုယ်ပိုင်အသိဖြစ်အောင်တို့လူတွေကကိုကြိုးစားနေရအဲ့တော့အချိန်တိုင်းအချိန်တိုင်းမှာကြုံလာတဲ့အာယုံတိုင်းမှာနော်ငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးဇလုံးနဲ့ပဲပါတယ်လေငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးလို့ဟိုရိုးရိုးလေးပြောရင်ကွာပရိစိတ်တလို့တို့တွေပရိစိတ်တွေပရိစိတ်တခါကျအရဟံ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 နဲ့စိတ်တယ်မလားဘုံတော်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 နဲ့ချိန်ပါမျိုးဆိုတာစိတ်တလို့ပဲ တို့ကဘယ်အာယုံကြုံလာခဲ့ကြုံလာခဲ့အရင်နှလုံးသွင်းလိုက်အောင်စကားပြောချင်တော့ဟောငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်သူ့အတန်လေးကြားလိုက်တယ်ဟောငါကြားတာမဟုတ်ဘူးငါဥစ္စာလည်းဟုတ်အမြင်လေးတစ်ခုမြင်လိုက်တယ်စိတ်တိုင်းကြားတာရှိတယ်မကြားတာရှိစိတ်တိုင်းကြားခဲ့ရင်လည်းဟောငါမဟုတ်ဘူးငါဥစ္စာမဟုတ်စိတ်တိုင်းမကြားရင်လည်းငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဟောတကယ်တော့နံပါတ်တက်ရင်ဒါအမြင့်ဆုံးဒေသနာလို့ခေါ်တယ်တို့တွေကကြားဘူးနားဝများနေတော့ဒါသိပြီးတော့အရေးမပါသလိုလို့ ိတ်ပြီးမထူးခြားသလိုလို့လို့ထင်ရတယ်။အဲ့တော့တကယ် key point ကဒါပဲ။ဒီတရားတော်အားလုံးကိုအနှစ်ချုပ်လိုက်ရင်သူကနာမည်ကြီးကြီးကျယ်ကျယ်ပြီးတုံညတဒေသနာလို့ပြောတယ်ဒီနေ့။ဒီနေ့ခေါ်တဲ့တရားတုံညတရားနော်တကယ်တော့တုံညပဲရှိတယ်ဘာမှမရှိနော်အခုကိုကိုကိုပိုင်နေဆိုင်နေထင်ပြီးတော့နော်တပွားလို့တို့တွေယုံလိုက်ရတာကန့်လိုက်ရတာနော်နောက်ဆုံးအနှစ်ချက် တာရဘာကြံခဲ့ကိုဘာယူသွားနိုင်ဘာမှလည်းယူမသွားနိုင်အခုလက်တွေ့သိနေပြီသားကဝါလေးဒါသိနေပြီသားတက္ကမကြီးနှလုံးသွင်းကြည့်ဖို့ပဲလက်ကိုတို့လုံနိုင်ခြင်နဲ့တဲ့ချိန်တော့ဟာဘယ်လိုနေမှဘယ်လိုထိုင်မှဘယ်လိုပြောမှဘယ်လိုဆိုင်မှကိုကိုကိုအဆဘယ်လိုစမတ်ကြနေမှနော်သုံးတာဆွဲတာအဆဘယ်လိုမှဘယ်လိုပစ္စည်းမျိုးမှတို့တွေခုနပြောသလိုပေါ့နော်ဘာမေးမကြိုက်ဘူးညာမေးမကြိုက်ဘူးဆိုတော့ဒါကောင်းနေတော့လုံနေတော့မှတထင်က အတုံးဆွဲအတွက်ဖြစ်ကိုကိုကိုအစီပြေအောင်သာလျှောက်ပြောနေကြတယ်။သတိပညာနဲ့ပြန်ကြည့်လိုက်တော့ဘယ်ဟာမှအနစ်သာရမရှိဘူး။တရင်ကပြည်လေုံလေးပဲဖြည့်ရှင်းနေကြတယ်။အဲ့ဒီပြည်လေမှုဖြည့်ရှင်းမှုတွေမှာငါလည်းမဟုတ်ဘူး။ငါဥစ္စာလည်းမဟုတ်ဘူး။ဒါနှလုံးသွင်းနေလိုက်ရင်နှလုံးသွင်းလေးနော်ဒါလေးအရေးကြီးတယ်။တရားကိုဘလောက်သိသလဲဆိုတာကနော်ကိုသေးကနေ့ချက်မှအဖြေပေါ်မှာမဟုတ်ဘူး။အခုတရင်ကအဲ့မှာဘူးဘလောက်နော်နှလုံးသွင်းမှန်နေ နော်အဲ့ဒီနှလုံးသွင်းမှုမှာလဲကိုဘလောက်တရားသိတယ်ဆိုတာအဲ့ဒီကြုံဆုံလာတဲ့အာယုတစ်ခုကြောင့်လောဘကိုဘလောက်ထိနိုင်ဒေါသကိုဘလောက်ထိနိုင်မာနကိုဘလောက်ထိနိုင်ထိခနဲ့ချီပါဆိုပြောအာမဟုတ်ဘူးငါလည်းမဟုတ်ဘူးငါ့ဥစ္စာလည်းမဟုတ်ဘူးအားလုံးကပြီးတော့လေပြီးသွားတာဘာမှမဟုတ်ဘူးနော်အချိန်တရင်ကလေးတို့တွေကြုံရတာအဲဟိုကိုကိုကိုဟုတ်လာပြီနောက်ဆုံးအခုလောကကြီးရဲ့ကေတီရှင်ကြီးတီထွင်ရှင်ကြီးပြောကြရင်ပြောကြပါ เนาะอาจารย์ชูนี่บกงกินนี่เนาะตะเด็งก็หนีจะถ่ายจะตุ้ยจะส่งยะพี่รอพี่ตัวยอบามากูหมูเนาะไอ้บามาหมูด่ากูบามาหมูเนี่ยงาแลหมูงาอุษาแลหมูตะเกร้อกูใต้ไปทาแก่เดเนาะเนาะงางาอุษาဆိုတဲ့အရာလေးကိုမြန်မြန်ညီကုန်းချုပ်နိုင်လေကိုဘွားကလွတ်မြောက်เนาะတန်တရာကလွတ်မြောက် ဒါဖြစ်ရင်အဲ့ဒီသေကန်ကြီးဆိုတော့အခုချိန်လေးရင်ဒေါ်ဝါလေးလေ့ကျင့်နေရနော်ဘာမြင်မြင်ဘာကြားကြားဘာတွေ့တွေ့ခုခန္ဓာနဲ့နဲ့ပတ်သက်ပြီးတော့ခန္ဓာနဲ့ရှင်ပြီးတော့တွေ့ကြရမှာဟုတ်ခန္ဓာနဲ့မရှင်ခဲ့ရင်လည်းဘာမှမပါဘူးနော်အခုအပြင်မှာဘာဖြစ်လို့ဘာသိဘာမှမသိတော့ဘာမှခံစားဘူးနော်အခုကိုယ်ရှိမြင်လာတာပဲကိုယ်ခံစားနေတာနော်အဲ့တော့မြင်လာသလောက်ကလေးကြားလာသလောက်ကလေးနော်ချီးတွေ့လာသလောက်ကလေး နန်းလာသလောက်လေးဒီခါဂျွာရ6ပေါက်မှာဂျုံလာသမျှလေးတွေဘာဂျုံဂျုံနှလုံးသွေးနေရမှာနောက်ကနေငါလည်းမဟုတ်ငေါ့ဆန်လည်းမဟုတ်เนาะကြီးဖန်များဆိုတာစိတ်ကနှလုံးသွင်းနေရင်ညံကနောက်ကပါလာလေးတင်ညာနဲ့ညံနဲ့ွာအခုကကိုပိုင်းပညာမဖြစ်သေးလို့စိတ်ချသေးတယ်ကိုပိုင်းပညာဖြစ်လိုက်ပြီဆိုတာ ਨੇ လုံးဝငြိမ်းသွားချုပ်သွားเนาะယောဂဗျာကဘလောက်ပြင်းပြင်း အနာရောဂါဘလောက်ပူပူနော်အဲ့တော့ဥစဉ်ကဥစဉ်မေတော်ကြီးကိုပေါက်ခဲ့ဦးတဲ့တရားနာခဲ့ဦးမှာပဲနော်နာခဲ့ဦးမှာမေတော်ကြီးဆေးရုံတဲ့နေရတော့သူကအဆုတ်ကင်ဆာသိပြည့်ထန်တဲ့ဒီမှာဒီမှာအောက်ဆီဂျင်ပေးထားရတယ်ဒါသိပြီးတော့ခန္ဓာကိုယ်ကပင်ပန်းတော့စကားပရိချင်းနာနာယူဝတ်ချင်းခါချင်းများပြီးထပ်ပေးရတယ်အစီပြေလားဆိုမပြေပြန်လဲပြန်ဟုတ်လဲပြန်ဟုတ်နောက်သူ့ဘော်ဒီကအရန်ကြီးတော့ဥစဉ်မှာဒီလက်တစ်ဖက်ဆိုရင်ပြုတ်ထွက်မတတ် ကြိုက်လာဒါပေမဲ့အမေဖြစ်တဲ့အတွက်သူလှုပ်ချင်တာအကုန်လှုပ်ပေးတယ်လှုပ်ပြီးတော့နောက်ဆုံးမှဘာဖြစ်လာလဲဆိုတော့ပူလိုက်တာခန္ဓာကိုယ်ကြီးကပူလိုက်ရှင်ဖျားရေပူလိုက်တာလောင်းနေတာဗျဒါကအပူလိုက်တာလို့သူကပြောတော့ဒီမကြီးလောင်းနေတာလीကိုကြီးကတော့ဖြတ်ဆုံးနှလုံးသွင်းလိုက်တယ်ဒါမရဏမီးလောင်းနော်ဒုပုံမှန်လေးနေနိုင်ထိုင်နေတာဇာတိမီ เนาะไอ้นี่ก็เนี่ยเนเนลีอณีถ่ายแค่ล่ะล่ะสรามีอัมมะลีอะคู่ถ่ายแค่อถาแค่ตั้วแค่ลาแค่ฮะล่ะขึ้นล่ะพี่เอ้อบาเลยสรามีพี่ดอกกะลีอ่ะปูปิ้นลาลีลีกู้ด้วยเนาะขันซ้าแจกก็ปูพี่ปิ้นถ่านลาลีตริฆามาคู่อุซึนโหกู้กูกูเปลี่ยนชื่อหิง50 52เนี่ยชี้ได้ลงไม่ใช่ป่ะเนาะไม่ใช่กู้ ိုတော်ဝါလေးလိုလည်းအခုချိန်ထိကိုကိုကိုတော့ကြီးနေဖြစ်ပါဘူးနော်မထင်ဘူးသို့တော်သူကပြနေသူကပြနေနော်ဘယ်အရွယ်ကပူလာလဲဘယ်အရွယ်ကနာလာလဲနော်ဆိုတော့ဒီခန္ဓာကိုယ်ကြီးမှာတဲဘိုးရတာကိုကပြင်ပန်းလာပြီဆိုတော့ဒါမီးပို့ပြီးတော့ပြင်းထန်လာဟုတ်ကလားဇာတိမီးလေးတက်တက်တုန်းကတို့တွေသွားကြလာကြစားကြတောက်ကြပြောကြပါကြကားကြခုံကြ ဘာမှပြဿနာမရှိဘူးเนาะဘာမှမပင်ပန်းဘူးเนาะမအိပ်ရလဲဘာမှမရှိဘူးမစားရလဲဘာမှမပြုတ်ဘူးအထင်ပြင်းနေတယ်အခုဇရာမီလေးလောင်ချက်လည်းပြင်းလာရောเนาะဘာဖြစ်လာလဲအစားပြက်လာရင်လည်းမဟုတ်ချင်เนาะအိပ်ပြက်လာရင်လည်းမဟုတ်ချင်เนาะကိုစားချင်လို့ပဲဒါလေးစားတာပဲဒါပေမဲ့အရသာမတွေ့ပြန်အထင်မပြေပြန်ဘူးတောင်းတမှုတွေပြင်းထန်လာကြောင်းချမှုတွေပြင်းထန်လာအဲ့ဒါဇရာပြက် နော်အဲ့ဒီဇရာမှာဥစဉ်ဒီနေ့အထူးပြောခြင်းတဲ့သဘောလေးရှိတယ်။အိုခြင်းမှာအသက်ဘလောက်ကြီးသွားတာကအိုခြင်းအတိတ်ပဲကိုပေါ်ဆောင်တာမဟုတ်ဘူး။နော်တကယ်အိုခြင်းအစ်စ်ကပါလေ။နော်အွယ်ရှိတဲ့အချိန်တုန်းကကိုလှုပ်ခြင်းနဲ့အလုပ်ကိုစိတ်နောက်ကိုပါလုပ်နိုင်တယ်။အခုကြီးလာတော့လုပ်နိုင်တယ်လား။မလုပ်နိုင်ဘူး။အဲ့မလုပ်နိုင်တဲ့အထက်မှာဘာတွေဆုံးရှုံးသွားတာလဲလို့ တကယ်တွေ့ကြည့်ရင်ဒါလေးကိုဥစဉ်တွေ့မိသွားတာကအမေရိကန်ကိုလာတော့မယ်ဒေါ်လာလေးလို့နော်နော်ဒေါ်လာလေးမှာဟိုယောဂနဲ့ပတ်သက်ပြီးတော့ condition တွေကြားရတယ်သတင်းကြားရတယ်အဲ့တော့သွားမယ်ငါဘာတရားဟောမလဲနော်ငါတို့ဘာတွေပြောကြမလဲဆိုတော့ဘာတွေဆွေးနွေးကြမလဲနော်အဲ့တော့ဥစဉ်တို့ဆန်ဖရန်စစ္စကိုသွားတဲ့အချိန်မှာစဉ်းစားဦးချင်းစစ်ကပါတယ်တချို့က60 80ကျော်နေ90ကျော်နေဖလန်ဖလန်ထနေလို့ သွားနိုင်တယ်လားနိုင်တယ်လုံးနိုင်တယ်ခိုင်နိုင်တယ်ဟုတ်လားအိုးရမဟုတ်ဘူးနော်80ကျော်နေပြမယ်မဟုတ်ဘူး90ကျော်နေပြမယ်မဟုတ်ဘူးဒါဖြင့်အိုးချင်းစစ်ကပါတယ်တကယ်အိုးချင်းအစ်စ်ကိုကိုယ်စရှာတွေ့သွားပါတယ်တကယ်ကိုလှုပ်ချင်တဲ့ကုသိုလ်တရားကိုနော်ရွရွချွတ်ချွတ်မလုံနိုင်တော့ဘူးဆိုရင်ဘယ်ရွယ်ဖြစ်ဖြစ်အိုးနေတာမှန်ပါဗျာမှန်ပါဗျာဟုတ်ကဲ့တယ်နော်ကိုပယ်ချင်တဲ့အကုသိုလ်တရားကိုရွရွချွတ်ချွတ်မပယ်နိုင်ဘူးဆိုရင် ဘယ်ရွယ်ဖြစ်ဖြစ်သာအိုနေပြီဒီမှာကြီးကိုအသက်ငယ်သေးတယ်တပည့်တော်အလုပ်တွေများတော့ဗျာဖရာတော်ဘာမှဝတ်မတက်နိုင်ဘူးနေအိုပြီဟင်တရားအထုတ်ချင်တယ်အမထုတ်နိုင်အိုနေပြီဟုတ်ကဲ့အခုတို့တော့အင်ပြီးတော့တပည့်တော်ကဘာလုပ်ဆောင်မှမရှိတော့အချိန်မမှန်တရားထုတ်နေတယ်နော်ဗျာအချိန်မမှန်တရားနာနေတယ်ဗျာမဟုတ်ဘူးဟင် ကုသိုလ်တရားကိုတိုးပွားအောင်အစဉ်လုပ်နေနိုင်တယ်။နောက်အဲ့ဒီခုနငါငါဥစ္စာမဟုတ်တာလေးကိုနှလုံးသွင်းလိုက်ချက်ချက်မြက်မြက်ထိထိရောက်ရောက်လုံးမအိုဘူးကွာမနာဘူးကွာမသိဘူးမအိုရမနာရမသိရဆိုတာဒါပြောတာဆိုရင်ဆန်ဖရန်စစ္စကိုသွားရင်လည်းမတွေ့ဘူးဒီတရားကိုမလီပြောချင်တာဒီတရားကိုပြောချင်လို့လို့ဦးဇင်းကိုမတော့ တရားရဲထောင်းခေါ်သိဘူးလို့ဒေါ်ကလေးအိမ်ရောက်မှာနော်တန်ကိုရှိရအခုသဘောပေါက်လိုက်โอ้ติเกอเดปอเปอร์ very very clear โคเซ่ပါ very bright ဖြစ်သွားတယ်ညံမာလေးပွင့်သွားတကယ်ပွင့်တကယ်ဟိုချင်းပါလေတကယ်နာချင်းပါလေတကယ်သိချင်းမအိုရမနာရမသိရဆိုတော့တို့မသိရရှာတွေ့သွားပြီငါငါဥစ္စာမဟုတ်ဘူးလို့လားနှလုံးသွင်းနေငါဘယ်တော့မှမသိမှန်ပါ ဒါပဲတော့မဟုတ်ဘူးဘောပေါက်သလားဘယ်ရွယ်မဟုတ်ဘူးတော့အခုကလေးတွေလူငယ်လေးတွေဘာတရားမှမဟုတ်မသိဘူးတို့တို့ဘာဖြစ်နေအိုးနေတာနားနေတာတို့တို့သိနေတာအချင်းချင်းသိနေတာဟုတ်တရားနဲ့နေနေတဲ့ပုံကိုယ်တွေနော်တရားရှာရကောင်းမှသိတယ်အဲနိုးကြလာပြီနှုတ်ပြူလာဟမ်ခုမှဘဝဆလာတယ်ဆိုတော့အဲ့ဒါ reflex ဖြစ်လာ နော် reborn ပေါ့ပြန်ပြီးမွေးဖွားလာအဲ့တော့မသိရအမှန်ဆိုတာဒါပဲသဘောပေါက်ပြီအာသိကောင်းတဲ့တရားအဲ့တော့ငါရှာလို့တွေ့သွားပြီငါတော်ဘာလေးကိုကျေးဇူးဆက်ဖို့တရားငါတွေ့သွားပြီဟုတ်လားအဲ့ဒါအဲ့တော့ခုစိတ်ထဲမှာဒါပဲအဲ့တော့ဒီဒါလေးကိုငါလည်းမဟုတ်ဘူးငါဥစားလည်းနော်ဒီအဖြေလေးကိုပုံမှန်လေးသာနှလုံးသွင်းပြီးအထုတ်နေနိုင်ရင်ဟိုရင်းဆိုတာလည်းကိုယ့်စီမှာမရှိဘူး ။နာကျင်ဆိုတာလည်းမရှိဘူး။တည်ကျင်ဆိုတာလည်းမရှိဘူး။အဲ့တော့အိယာပြာကမကလို့အကောင်းနဲ့ထည့်ရင်ထည့်လိုက်ကြပါတော့နော်ဘာမှပြဿနာမရှိတော့ဘူးဟုတ်လားတုံညတဒေသနာကြီးချက်ကောင်းတာမရှိဘူးရှိတယ်ဘာမှရှိလိုက်ကြအဲအဲ့ဒီဒေသနာနဲ့ရှင်းပြီးတော့ဦးဇင်းကြည့်လိုက်တာတကယ်အိုချင်းဆိုတာပါလေအဲ့တော့ San Francisco မှာဒီနေ့ပဲပြန်သွားတယ်လိုက်ဖို့တယ်တခါကြီးလေး သူတို့အရွယ်လေးတွေနဲ့သူတို့ကြိုးစားနေကြတယ်ဥစဉ်တရားတွေကတော့လဲရနာတယ်တဲ့ဥစဉ်တရားဆိုဥစဉ်တရားမဟုတ်ဘူးနော်ဥစဉ်ပေါ်တဲ့ဘုရားရဲ့တရားတော်တွေကိုလဲရနာတယ်ဒါတော့သူကတော့သူ့ကိုယ်သူနှလုံးသွင်းမှန်အောင်သူကြိုးစားနေတယ်ဆိုတော့သူ့ဖေကပိုးစက်ပြီးတော့တယ်ဒါပေမဲ့ငယ်ငယ်တုန်းကတရားသမားနဲ့လုံးဝဝေးကွာခဲ့တော့အခုချိန်ဘာမှသူပြောလို့မရဘူးတဲ့ဖေတောင်အဖေကမကြော့လို့ဘူးဥစဉ်ရဲ့တဲ့ဘယ်လိုလုပ်ရမလဲတဲ့အဲ့ဒါနဲ့တပည့်တော်ကကြော့နိုင်အောင်တဲ့ အဖေကျွန်တော်မအားလို့ကျွန်တော်အလုပ်ကြီးများနေလို့ပန်းစည်းလူဝယ်ထားတယ်ဟဲ့လားတစ်တော့ဒီလေးဝယ်ထားတယ်ယောဒါလေးဖျားကပ်ပြီပေါ့အမေအဖေမကြုတ်မအားလို့အမှန်သူဖေဖျားကတော့ပြအောင်လုပ်ရနော်ဟောစဉ်းစားကြည့်လိုက်လေသူကျမ်းမာရေးကောင်းသေးတယ်သူဖေကဒါပေမဲ့နားလေးနည်းနည်းလေးနော်နားလေးနည်းနည်းလေးတော့ဘုံဘုံပြောပါအောင်ဆိုတော့တစ်ချိန်လုံးကဘာမှမလုပ်ဘူးလေလို့ဥစ္စာဘာသွားပြောဟမ် ်ဘုဒ္ဓဂာမကြီးတို့တက္ကကြီးတို့တရားနာဘူးထားပါလေဆိုလို့ကျုပ်ကဒီတရားမျိုးဟောလို့ရတာဟမ်မနာထားတဲ့လူသွားဟောလို့ရမယ်မရဘူးသူ့ကြည့်ပြီးတရားပွဲသူလာတယ်တရားနာခေါ်လာကြတယ်သူ့မောင်နှမတွေခေါ်လာတယ်ဒါသမီးတွေခေါ်လာတယ်ပြောနေတယ်သူကြည့်တာကြည့်တယ်အဲ့တက္ကကြီးလို့နော်ပြားထန်ရတာနဲ့ကာရာအိုကေဆိုရတာဘယ်ဟာအဆင်ပြေလို့ဟုတ်ကဲ့ကာရာအိုကေပဲအဆင်ပြေတယ် တော့တရားထိုင်အဆင်မပြေဘူး။ဩတို့ကမြတ်တစ်သက်လုံးအိုးနေချာတစ်သက်လုံးနာနေချာသူကြည့်တော့ယောဂမရှိဘူး။ဟမ် fresh ပဲနော်တရားဦးသိန်းဟောနေတယ်ဦးသိန်းတို့ခုဟောနေတဲ့တရားတွေသဘောပေါက်ဖို့သူမကြိုးစားဘူး။ ဒါပေမဲ့ကာရာအိုကေတပုတ်သူများဆိုလို့မဆိုနိုင်တာတော့သူတညာလုံးအဲ့ဒီအော်လိုက်ကူးတယ်ပြန်ကြက်တယ်ပြန်ပြီးတော့ train လုပ်တယ်သားသမီးတွေအိတ်ကြီးလုံးသူခိုးပြီးလို့ရတယ်ငငယ်တော့ကလို့ပေါ့နော်လှုပ်လှုပ်ချင်တဲ့အလုပ်တွေကိုမိဘသိသွားမှဆိုတော့ခိုးလုပ်တယ်ဆိုတော့သူလည်းအဲ့တိုင်းပဲခိုးလုပ်တယ်ဆိုတော့သူကတော့ခုမှငယ်သေးတဲ့ကလေးတယောက်လိုဖြစ်နေတယ်ဒါပေမဲ့သူ့ပြန်ကြည့်လိုက်တော့သူကိုသိထားတယ်အတိတ်တရားတွေဘာတစ်ခုမှမရှိဘူးမရှိတော့သူ့မှာကုသိုလ်ရေးဆိုတာလည်းမရှိဘူး အာဟုသူရေးဆိုတာလည်းမသိဆိုတော့သူသည်ထာဝရဥထာဝရနာထာဝရတေးနေတယ်လူတယောက်ဖြစ်သဘောပေါက်သလားအဲအခုတို့ကထာဝရမတည်တဲ့တရားငါလည်းမဟုတ်ဘာလို့လဲဘယ်တော့မှကိုချင်းဆိုတာလည်းတို့နဲ့မဆိုင်တော့ဘူးနာချင်းဆိုတာလည်းတို့နဲ့ဆိုင်တော့ဘူးတေးချင်းဆိုတာလည်းတို့နဲ့ ဘောပေါ့ဒီဒီနှုတ်ကလေးဝေးဟုတ်ဟုတ်ကလားပါပဲလုံးလုံးပါပဲသုံးသုံးနှလုံးသွင်းနေပါဒီနှလုံးသွင်းလေးမှန်နေဖို့ပဲအရေးကြီးတယ်ဒီလိုထိုင်နေမှာမဟုတ်နော်ဒီလိုကြီးမျက်စိမိတ်ပြီးထိုင်နေမှာတရားလုံးနေတာမဟုတ်နော်ဒါကလက်ကျင်တာပေါ့အလက်ကျင်တာပေါ့ကိုထကျင်နိုင်မထဘူးသွားကျင်နိုင်မထဘူးကိုလို့ကိုကိုလှုပ်ကျင်နေမဲ့မလှုပ်ဖဲနေနိုင်အောင်ကြိုးစားနေတယ်ဆိုတာငါငေါ့ဥစ္စာမဟုတ်ဘူးလို့ကိုကိုကိုဒီအမှန်တရားစီကိုရောက်သွားဖို့ train လုပ်တာဒါ train လုပ်တာပဲ လေ့ကျင့်တာတသက်ပဲတကယ်တရားအထုတ်တယ်ဆိုတာတရားအထုတ်ခြင်းအစ်စ်သည်ဘာမြင်မြင်ဘာကြားကြားဘာတွေ့တွေ့ဘယ်ချိန်ဖြစ်ဖြစ်ငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးလို့နှလုံးသွင်းတာမှန်နေရင်ဒါတရားအထုတ်ပြီဟုတ်ပြီလားပြီးတော့မထိုင်နိုင်တော့ဘူးညာ ఓ no problem တသက်ရန်ရှိပါဦးဟုတ်ကဲ့လားနှလုံးသွင်းမနက်အဲ့တော့အဲ့ဒီနှလုံးသွင်းလေးမှာငါလည်းမဟုတ်ငါဥစ္စာဒါသာဝရလေ့ကျင့်တာပါ တင်ကတိုင်းတင်ကတိုင်းဖြည့်ရှင်းသွားရင်တဘောစာလည်းသိကြပြီတတန်စရာစာလည်းသိကြခုနတတင်ကတဘောတတန်စရာဘာလို့ညီတန်းပြောခဲ့တယ်တဘောပေါ့ဘူးအေးအဲ့ဒါပဲဒါကြောင့်ဒီစကားကိုဦးစင်ကပြောရတယ်ဟုတ်လားတို့လူကကဖြည့်ရှင်းနေတာကတတင်ကဖြည့်ရှင်းတယ်ဒါပေမဲ့ငါငါအောက်စာဆိုပြီးဖြည့်ရှင်းတယ်မပြီးဘူးဘယ်တော့မှမငြိမ်းဘူးတောင်းတမှုလည်းမကုန်ဘူးကြောင်းကြမှုလည်းမပြောတော့ဘူးအဲ့တော့အခု တရားရှင်းရှင်းလေးရိုးရိုးလေးငါလည်းမဟုတ်ဘာလို့ဆက်တရားတိုင်းမှာဒီတိုင်းမှာပဲဒါမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့တရားလမ်းကြောင်းအတိုင်းဖော်လိုက်တာလို့မှတ်ထားရအောင်ရုံရုံကြီးကြီးမှတ်ထားရအောင်ဒါမြတ်စွာဘုရားမေးသွားတယ်လေပြစ္ဆဝေကီဟာငါ့ဟုတ်ကိုအေတံမမဧသောဟာမသမီဧသောမေအတ္တဒါပါဠိလိုပြောတယ်မြန်မာလိုပြောရင်ဒါမင်းဟာလားမင်းဥစ္စာလားဒါမင်းငါ့ကိုငါဟာငါ့ဥစ္စာလို့ယူသေးလားမယူတော့ပါဘူးဗျနေတံမမနေသောဟာမသမီနမေသောအတ္တတော့ငါလည်းမဟုတ် ငါဥစားလည်းမဟုတ်ငါကိုငါဟာငါဥစားမဟုတ်ပါဘူးဖះဆိုအယဟန္တာတွေဖြစ်ကုန်မှာညာတာဆိုတာမအူတော့မနာတော့မတိတော့တာမဟုတ်ဘူးလားအဲ့တော့ဘယ်ချိန်မှဘာမှပူပြန်မလို့တာငါလည်းမဟုတ်ဘူးငါဥစားလည်းဟုတ်ဘူးလားကဲဒါလေးကိုအမြဲနှလုံးသွင်းနေရင်နော်သန္တာတစ္ဆာစိုက်တဲ့အချိန်မြင်လာပါလိမ့်မယ်သိလာပါလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီနှလုံးသွင်းလေးနဲ့လာနေပါနှလုံးသွင်းလေးနဲ့ပဲသိလိုက်ပါဘာမှပူစရာ 细胞，后不来？打住。啊啊啊啊啊啊啊